Jesus. In Christ Jesus, God the Father will begin to send his support upon your life, upon your business, upon your career. ယေရှုခရစ်တော်ရဲ့အထင်းမှာတဲ့ဘုရားသခင်ဟာနင်တို့ရဲ့စီးပွားရေးနင်တို့ရဲ့ကြမာရေးအားလုံးမှာအကူအညီလုပ်ဖို့ဘုရားသခင်ကဝိညာဉ်တော်ကိုဆက်လွတ်มาဖြစ်တယ်။ On all whatever nindu tu thita miya kaunji pipu piyarikin ga Because 514 of John Shinyo a kanji Afterward, Jesus found him in the temple and said to him, See, you have been made well. Sin no more, ဆိုတော့ယေရှုခရစ်တော်ကရှစ်လောင်ရက်ကနဘဲမှာအဲ38နှစ်လုံးလုံးလေဖြတ်သွားတဲ့သူကိုယေရှုကျမ်းမှာဆယ်လိုက်တာဖြစ်တယ်။သို့တော်လည်းရှင်ယောဟန်ကန်ကျင်9 14မှာရောက်တဲ့အခါအဲ့ဒီတယောက်ကကျမ်းမှာလက်ဗိမာန်တော်အထေးမှာရှိနေတယ်။ယေရှုကတွေ့တဲ့အခါမှာ နောက်တစ်ခါအပြစ်မလုံနဲ့နော်။အပြစ်မလုံဘူးဆိုလို့ရှင်နင်းဒီတဲ့ဒီတိုင်းကျမ်းမှာသွားတော့မယ်။နောက်တစ်ခါနဲ့အပြစ်လုံရင်တော့ဒီထက် တာ၍ဆိုးလာเสียအကြောင်းရှိတယ်လို့ယေရှုကတွင်တင်တဲ့ကြမ်းချက်ရှင်ယောဟန်ကန်ကျင်9ဆက်လက်ဖြစ်ပါတယ် thing come upon you that's so အဓိကနေတို့လိုအပ်တာကတော့အဲ့ဒါလေးပါပဲတဲ့ပရောဖက်ကနတ်ဆုနေတို့ပြောတဲ့နောက်မှာနောက်တစ်ခါအပြစ်မလုံနဲ့တဲ့အဲ့ဒါဆိုလို့ရှိရင်နေတို့ဟာကောင်းကြီးကိုထိန်းနိုင်မှာဖြစ်ပါတယ် Go sin no more. The Lord our God, your God who created it, who always sends support on all. နေတို့တာဒီကနေ့ဆူတောင်းခံယူပြီးအင်ပြန်ပြီးမှအပြစ်မလုပ်ဘူးဆိုလို့ရှင်နေတို့လှုပ်လျက်ကန်လျက်မှာဘုရားတခင်ရဲ့ဝိညာဉ်တော်ကအမေတန်ကူညီမှဖြစ်ပါတယ် whatever you touch to go be the glory ဘုရားတခင်ကိုပုံပေးပါဆရာ ဒါကတော့ဒီနတ်ဆုနေထုတ်ချင်းခံယူတဲ့သူဘသူပဲဖြစ်ဖြစ်ပါနော်ဘုရားသခင်ရဲ့လူဒီရှိမှဆုတောင်းခံပြီးတဲ့လူဘသူပဲဖြစ်ဖြစ်အပြစ်ကိုရှောင်ဖို့လိုတယ်မရှောင်ဖို့ဆိုလို့ရှိရင်နတ်ဆုဟာထွက်သွားတဲ့နတ်ဆုဟာတာ၍ဆုတော့နတ်ဆုကိုခေါ်ပြီးမှဝင်လာပြီးမှရင်းစေတဲ့အခါအရင်ခံရတဲ့ယောဂတဲ့တာ၍ဆိုးလာတတ်တာဖြစ်တယ်ဒါကြောင့်အရေးကြီးတာကဆုတောင်းခံပြီးလို့ရှိရင် အပြစ်မလုံးနဲ့ဒါကိုတတိပေးတာဖြစ်တယ် တင်မြတမီရဲ့အနာရောဂါငြိမ်းချင်းကိုကြည့်ကြမှာဖြစ်ပါတယ်။မာလာဝီနိုင်ငံကလာတာဖြစ်ပါတယ် From Blantyre Malawi I have headache ကျမမှာကောင်းကိုက်ဝေဒနာရှိတယ်။ဘိုင်းနာရီပြဿနာရှိတယ်။ခြေတော်မှာကိုက်ခဲတဲ့ပြဿနာရှိတယ်။ခါမနာရီပြဿနာရှိတယ်။

chero kaida, painara, kanara. Yishu kredo ye propeka sutampe ma pivare anayoga ngayimbu. Soro di anayoga gu pisere nasu gu nento dago jijaya. ခါနာရဲခမားတဲ့ဟိုခြေတော်အထိကိုထုံတာဖြစ်ပါတယ် Lord Jesus Christ. Remember Kakandes no de hila. နင်တို့ကုကုကိုတတိရပါကျွန်တော်ကအနာရောဂါငြိမ်းပေးတယ်လို့မဟုတ်ဘူး The healer's name is Christ. နင်တို့ကိုအနာရောဂါငြိမ်းပေးတဲ့သူကယေရှုခရစ်တော်ဖြစ်ပါတယ် Jesus. If we turn to him. ငါတို့ကသူ့ရှိခိုးပြန်လာလို့ရှင် And again his support. ူကငါတို့ကို ပြန်လေဖေးမကူပါတယ် begin to command a blessing ငါတို့ကောင်းကြီးရဖို့သူက အမိန်ပေးလာတာဖြစ်တယ်အဲ့ဒါငါတို့ဘဝကောင်းစားဖို့ဖြစ်တယ် healing upon our lives ငါတို့ရဲ့အနာရောဂါကိုလည်းငြိမ်းစေတယ် and your sin to son Christ Jesus ပြတ်ကင်ကတတော်ယေရှုကိုဆလွတ်တာအဲ့ဒီအလုပ်ကိုလုပ်ဆလွတ်တာဖြစ်တယ် In the name of the Lord Jesus Christ. Yeshu namana sutampe da chisa ya hon. Be here. amen pe da phi de. So what is happening to Sister Lucy? The power of her supporter Jesus Christ has touched her on the floor. Be here. You command demons out of our lives. ါတို့ကဒီအမျိုးသမီးသေးကနတ်ဆုကိုနင်းထုတ်လိုက်တာဖြစ်ပါတယ် Woman rise up and go for your free in Jesus name အရှင်မြို့သမီးထနေလွမြောက်ပြီယေရှုနာမနဲ့နေကြမှာပြီ Jesus has done it for her I'm going to is a thing of the past ဒီမှာသေးကနတ်ဆုနင်းထုတ်လိုက်ပြီဖြစ်ပါတယ် ယ်လို့ကောင်းတယ်လူစေရဆုံကွန်ကာမနာမေ I come from Blantyre Malawi Malawi ကလာရာ problem of course that I have been suffering from so many the headache the leg the stomach ache and I have changed the hospitals I tell you သူမမရှိတဲ့ယောဂခေါင်းကြိုက်တာခြေထောက်ကြိုက်တာခါနာတာပိုက်နာတာနင်တို့ကငါပြောပြရစေငါဆေးရုံအမျိုးမျိုးပြောင်းပြီးသွားပြီ။

နင်တို့ကငါပြောပြရစေငါကြိုက်ခဲ့တာတခုမှမခံစားရတော့ဘူး Thank you God ဘုရားကိုကျေးဇူးတင်တယ် when we repent and turn to God မတော်ရာမိမိရဲ့အပြစ်ကိုဝင်ချတောင်းပါ ပြီးမှဘုရားတခင်ထံကို ပြန်လာတဲ့အခါဘာဖြစ်တယ်လဲနင်တို့သိပါသလား You command healing သူကငါတို့ကိုအနာရောဂါငြိမ်းဖို့ နာအနာအနာယောဂါကိုနင်ထုတ်မှာဖြစ်ပါတယ်ယေရှုခရစ်တော်ကငါတို့ထဲမှာရှိတဲ့ငါတို့ကို ပူပြင်စေတဲ့အရာကိုနင်ထုတ်ပြမှာဖြစ်တယ်ငါဒီမြို့တမီးကို ထိတာနင်တို့ တွေ့လိုက်သလား Thank you, man of God. Towards your God. ဖရာတခင်ထံကို ပြန်လာပါ you turning to your god နင်းရဲ့ဖျားတခင်ထားကိုနင်းပြန်လဲပါ everything is gonna be or အဆဆာရအလုံးကအစင်ပြေတော့မှာပါ i have a feeling everything will be all right i have a feeling the doctors checked her they gave her medicine they did all what but ဆရာဝန်တွေကဒီအမျိုးသမီးကိုအမျိုးမျိုးဆစ်ဆဲပြီးမှစိတ်တွေအများကြီးပေးခဲ့တယ်ဒါပေမဲ့ what happened ဘာဖြစ်ခဲ့လဲပျောက်သလား the disobedience she had lost support from god တမဟာဖျားစကားကိုနာမခံခဲ့တဲ့အတွက်ဖျားတခင်ရဲ့အထောက်အမမရပဲဖြစ်သွားတာ now she has support from you ဒီအခုကဖရာတခင်အကူအညီကိုသူပြန်ရပြီဘယ်လိုခံစားတယ်လဲပြောပါဦး No pain မနာတော့ဘူး No pain မနာတော့ဘူး나진세레나소ထက်ခွာသွားပြီဖြစ်ပါတယ် အနာယောဂခံစားခဲ့ပြီးဖြစ်တယ်။နတ်ဆုနင်ထုတ်ခံခဲ့ပြီးဖြစ်တယ်။ကျမ်းမာခြင်းတက်တဲ့ကိုရတာဖြစ်တယ်။ဒါကြောင့်ကျမ်းမာသွားတဲ့နောက်မှာတက်တဲ့ခန္ဓာကိုကျွန်တော်နားထောင်ကြမှာဖြစ်ပါတယ်။ဒါကကျွန်တော်တို့ကိုယ်တိုင်ကအဲ့ဒီကိုရောက်ဘူးတာဖြစ်တယ်။အနာယောဂရှိတဲ့သူတွေရဲ့မျက်နှာနဲ့နော်နတ်ဆုမနင်ထုတ်ခင်မျက်နှာနဲ့ နှဆုနင်ထုတ်ပြတဲ့မျက်နှာအသားရည်အားလုံးဟာချက်ချင်းပဲ꿰ပြသွားတာကိုကျွန်တော်တို့ကိုယ်တိုင်တွေ့တွေ့ခဲ့တာဖြစ်ပါတယ်အခုလည်းဒီမကအများကြီးပြောင်းလဲသွားတာကိုတွေ့ကြတာဖြစ်ပါတယ်နားထောင်ကြည့်အောင် testimony as you can witness my name is lucy rusungu ဒီမရဲ့နာမည် i'm from malawi malawi နိုင်ငံကလာတာဒီမကခအရနာတာ байна арэ. Ngani jare. Siawon shi twa ro ma sa ya me asa sa ri pyo pya de. And conservation was the order of the day in fact. I am a school health and nutrition coordinator. ကျွန်တော်တမရဲ့အလုပ်ကအကြောင်းမှာကလေးတွေကိုအာဟာရကျွေးတဲ့ဌာနမှာလုပ်တဲ့သူဖြစ်ပါတယ်။ খানারে খামা তোমা এ খারে উদে হারে উল মেয়া উফে তো সদি চাওমা তোমা লেটু আলু লোবগা আয়াং উপেত না চিলারে Because I had some other women who are helping me in prayer they said we should seek the face of the lord ကျမမဆူတောင်းကူပေးတဲ့အဖွဲတွေရှိတယ်သူတို့ကတော့ကျမကိုတတိပေးတယ်ငါတို့ဖျားတခင်မျက်နာရှာဖို့လိုတယ်လို့ပြောပါတယ် after the prayer i just felt like something fell down ကျမဆူတောင်းခံတဲ့အခါမှာတစုံတစ်ခုကျမတက်ကနေပြုတ်ချသွားတာခံစားရတယ် and i was right အဲ့ဒီမှာကျွန်မအရန်ကိုပော့သွားတာဖြစ်ပါတယ် I couldn't sit When sitting down I could sit carefree ကျွန်မထိုင်ဖို့မလွယ်ဘူးထိုင်တဲ့အခါမှာအရန်တတိထိုင်ပြီးမှထိုင်ရတာဖြစ်ပါတယ်ဒီရှစ်တန်းကလူတွေကတော့ခင်ညာနိုင်ငံကလာတာဖြစ်ပါတယ် Walking up it was a challenge again I could walk up အရာကနဲ့ထဖို့ဟာပြဿနာပါ careful again တတိနဲ့ထားတယ် I couldn't walk faster ဖြုံဖြောင်းလေးလမ်းလျှောက်လို့မရဘူးမြန်မြန်လေးလမ်းလျှောက်လို့မရဘူးဒါပေမဲ့အခုတော့အဲ့ဒါတွေကအတိတ်မှကြံခဲ့တယ်ကြည့်ပါကျမဒီလိုထိုင်ချလို့ရတယ် usually အရင်တော့ကတော့ကျမဒီလိုလုပ်ရတာကင်ပြီးမှဖြည်းဖြည်းလေးထိုင်ရတာ မတက်ရတဲ့အခါမှလည်းဒီလိုပါဖြည်းဖြည်းလေးထားရတာအလုပ်ထဲမှာ should not sit one day flexible chairs ဆရာဝန်ကပြောတယ်ဟိုမျိုးလှုပ်ရှားတဲ့ထိုင်မှာမထိုင်လို့ပြောတယ်အာယုံခမှာဆိုလဲအဲ့လိုမျိုးမလှုပ်ရှားတဲ့ထိုင်ကိုမှထိုင်ခိုင်းတာ I place the rod ဘုရားကိုကျေးဇူးတင်လိုက်တာကြည်ပါအခုမြန်မြန်လေးလမ်းလျှောက်လို့ရပြီကြည်ပါ ကိုကချက်ပြုတ်လို့ရပြီကိုကဝတ်ကိုရှော်လို့ရပြီရောက်ကြအတွက်ငါချက်ပြုတ်လို့ရပြီဒါကနတ်ဆိုကငင်းဆဲလို့ယောဂခံနေရတဲ့အမျိုးသမီးကိုကျွန်တော်တို့တွေ့ခဲ့ပြီးဖြစ်တယ်အခုနတ်ဆုနင်ထုတ်လိုက်ပြီးယေရှုခရစ်တော်တို့မှာကိုကေတင်ပြီးတဲ့နောက်မှာမြင်ရတဲ့အတ္တတအသိကိုလည်းကျွန်တော်တို့က တက်တယ်မြင်ရကြတာဖြစ်ပါတယ် I can bend အခုလို့ဒီလိုကိုွေးလို့ရပြီဒီလိုကုန်းလို့ရပြီအကလုံးတာအကလုံးလုံးလို့ရပြီငါပြောမယ်ငါအိတ်တဲ့ခမကလေးလေးလို့အိတ်သွားပြီခုတော့ဘုရားသခင်ကငါဘုန်းပေးတယ်ဘုရားသခင်ကကျွန်မဘုန်းပေးတယ် I thank God ဘုရားသခင်ကကျွန်မကျေးဇူးတင်တယ်ဒီအနာရောဂါငြိမ်းချမ်းတွေကျေးဇူးတင်တယ် ဆုတောင်းပေးတဲ့ prophet ကိုကျွန်မကျေးဇူးတင်တယ်။ဘုရားသခင်ကကျွန်တော်တို့ကိုပေးတဲ့အာဖရိကကိုပေးတဲ့လက်ဆောင် prophet ဖြစ်ပါတယ်။ဒါတော့ဒီ prophet ဒီလာတဲ့ခါမှာအာဖရိကကိုပဲပေးတဲ့ prophet မဟုတ်ပါဘူး။ကဘာတဝဲလုံးမှာရှိတဲ့ယုံကြည်သူတွေရောမယုံကြည်သူတွေအတွက်အားလုံးအတွက်ပေးတာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်အမေရိကတို့အင်္ဂလန်တို့နော်အော်စီတို့ ဟိုနော်ဝေးဆွီဒင်တိုင်းနိုင်ငံအတီးတီးကနေလာကြတာဖြစ်တယ်။ဘာဖြစ်လို့ဆိုတော့ဘုရားသခင်က ပေးတဲ့ prophet ဖြစ်တယ်။အဖက်အခန်းကြီးလေးအငယ်၁၁၁၂မှာအသင်းတော်ကို prophet ပေးတယ်လို့ပြောတာဖြစ်ပါတယ်။တကယ်တော့အသင်းတော်ရဲ့အပြင်မှာရှိတဲ့သူအတွက်လည်း prophet ကိုပေးတာဖြစ်ပါတယ်။ There are so many people troubled with so many this ကျမလိုယောဂဝေဒနာမျိုးခံရတဲ့လူတွေအများကြီးရှိပါတယ်။ this come to Kakande Ministry. ဒီ profession ကိုလာပါလို့ကျွန်မအကြံပေးပါရယ်။ Prophet Samuel Kakande is going to pray for you. Prophet Kakande ကနင်တို့လာလို့ရှင်ဆွတောင်းပေးမယ်လို့ကျွန်မပြောချင်ပါရယ်။ And everything will be over. ဆွတောင်းခံပြီးတဲ့နောက်မှာပြဿနာအားလုံးဟာပြေရှင်းသွားမယ်လို့အကြံပြုချင်ပါရယ်။ Okay, it has been done to me. အမှုပြီပြီ။ ဒါကရဝန္ဒာနိုင်ငံကလူတွေဖြစ်ကြပါတယ် I want to tell my people in Malawi မလာဝီမှာရှိတဲ့သူတို့လူမျိုးတွေကိုပြောချင်တယ်သူတို့ဘာသာစကားနဲ့ပြောမှာဖြစ်ပါတယ် Puno Bugakande Ministries ဒီဆိုတော့တနေ့ကျွန်တော်မြန်မာလူမျိုးတွေလည်းအဲ့ဒီမှာနေပြီးမှမြန်မာလူတို့မြန်မာနိုင်ငံသားတွေကိုအကြံပေးရမယ့်အချိန်ရောက်လာမယ်လို့ယုံကြည်ပါတယ် ဒါကတကယ်ဖြစ်တာသူတို့ဘာသာစကားနဲ့တက်တက်ခန္ဓာတော့ပိုအဆင်ပြေတာပေါ့နော် ရှင်မကုအခန်းကြီး9မှာ လေကောင်နတ်ဆုအကောင်2000ဝန်းခံရတဲ့အမျိုးသားတယောက်ကိုယေရှုခရစ်တော်နတ်ဆုနင်ထုတ်ပေးတဲ့အခါအဲ့ဒီလူဟာငုပ်ပုဂတိချမှာတော်တယ်ယေရှုက ိုအိမ်ကိုပြန်လို့ကိုမိဘရှိပြန်လို့လို့ပြောတဲ့အခါအဲ့ဒီလူကမိဘရှိပြန်ယူနေမှာပဲကာဒရပြည်နယ်တစ်ခုလုံးမှာယေရှုခရစ်တော်ကသူ့ကိုနတ်ဆုလက်ထက်ကနဲ့ရွေးနှုတ်ခဲ့ကြောင်းကိုတက်တက်ခံတာကို ရှင်မာကုအခန်းကြီးကမှဖတ်လို့ရတယ်ဒီလိုပဲဒီခုခေတ်မှာလည်းပဲလူမြောက်လာတဲ့သူတွေကမိမိလူမျိုးများကိုမိမိဘာသာစကားနဲ့ခွန်အားပေးတက်တက်ခံကြတာဖြစ်ပါတယ် ျွန်တော်တို့မြန်မာလူမျိုးတွေလည်းမကြခင်တက်တက်ခိုင်းရတော့အခွင့်ရမှာဖြစ်ပါတယ်ဖျားတကယ်အားလုံးကိုကြောဝါစွာကောင်းချီးပေးပါစေ